ကိုရိုင်းဒေသကြီးတာယဝရီခရင်ပြန်ကြိုင်းတဲ့ပြည်စံဦးစီးဌာနလူမှုအခြေပြုဘုဌာနတွင်ကျောင်းမအခြေပြုအကျန်းဖက်မှုဆိုင်ရာအသိပညာပေးတော်ရှုကိုမတ်လ17ရက်နေ့နနက်9:00နာရီကကျင်းမခင်ရခရင်ပြဆက်ရုံမှဦးစီးရရှိဒေါ်ဤရောင်နှင့်လူမှုဝန်ထမ်းဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်တီရာဦးတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာမရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမကျမအခြေပြုအကျန့်ဖက်မှုမျိုးစားတွေကိုသိပြရစေဆရာမရှင်ဟုတ်ကဲ့ပါရှင် ကျွန်တော်တို့လူမှုဝင်နယ်ဦးစီးဌာနအနေနဲ့ကလေးသူငယ်အမျိုးသမီးမတန်ဆန်တက်ကြီးရဲ့ဦးစားတဲ့ကာကွယ်စောင့်ရှောက်ရေး ဟိုလိုအပ်တဲ့အုပ်စုများရဲ့အခွင့်အရေးတွေကိုကာကွယ်စောင့်ရှောက်ကြည့်ဖြစ်တည်ခြင်းလုပ်ငန်းများကိုအပြည်ဆိုင်ရာကွန်ဗင်းရှင်းများအာဆီယံသဘောတူညီချက်များတည်ရင်းထုတ်ပြန်ထားတဲ့ဥပဒေတွေဒီဥပဒေတွေမူဝါဒတွေနဲ့အညီအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်ဒီလိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့မှာကျွန်တော်တို့လူမှုဝင်တဲ့ဦးစီးဌာနအနေဖြင့်လုပ်ငန်းကြီးခုရဲနဲ့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်နေရအနေတစ်ခုတစ်ခုဖြစ်တဲ့လူသမီးများကာကွယ်စောင့်ရှောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဌာနဘက်တစ်ခုအနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့နေရာ ာမှာမျိုးသမီးစောစောရေးလုပ်ငန်းအမျိုးသမီးနောက်ကျိုးကဲကာကွယ်ရေးလုပ်ငန်းဆောင်းမရေးရာအသိပညာပေးဆွေးနွေးလုပ်ငန်းမျိုးသမီးများအားသူတည်တနာဆောင်ရွက်ခြင်းလုပ်ငန်းမျိုးသမီးများအာဆီယံအမျိုးသမီးရာလုပ်ငန်းတွေကိုဆောင်ရွက်ပေးရရှိပါလေအခြားသူများအကျန်းဖက်ခြင်းဆိုတော့အခြားသူများရဲ့လိုအပ်ချက်များကိုထည့်ပေးစဉ်းစားခြင်းမဖြစ်ပဲမိမိလိုအပ်ချက်ကိုဖြည့်ဆည်းရန်ဒါရည်ရွယ်တဲ့လုပ်ငန်းရပ်တွေအကျန်းဖက်ခြင်းဖြစ်ပါတယ်။အကျန်းဖက်မှုအမျိုးအစားများအနေနဲ့ကတော့လုပ်ပိုင်းဆိုင်ရာအကျန်းဖက်ခြင်း အိမ်နဲ့အကျန်းဖက်ခြင်းရိုက်ပြစွာကိုတိလျောက်မှုခြင်းနောက်စိတ်ပိဆိုင်ရာအကျန်းဖက်ခြင်းစိတ်ပိဆိုင်ရာအကျန်းဖက်ခြင်းမှာဆိုလို့ရှိရင်ခွဲခြားနေချဆက်ဆံခြင်းမတရားချုံနှုံထားခြင်းစုစုခြင်းမောင်းခြင်းဒီမဲ့ဆိုင်ရာအကျန်းဖက်ခြင်းမှာဆိုလို့ရှိရင်ဒီမှုကြီးရာထိပါစော်ကားခြင်းနောက်တစ်ခုကတော့ထိကနှစ်နာစေတဲ့မီယိုးဖလာပုံမှန်စင်လာများဖြစ်ပါတယ်အဲ့မှာဆိုရင်အရွယ်မတိုင်မီအင်နာပြုခြင်းအမျိုးသမီးလေးအင်အားကိုဖျက်တောက်ခြင်းနောက်စိတ်ပေါ်ရေးဆိုင်ရာအကျန်းဖက်ခြင်းလောအားကိုကောင်းမှုဖျက်ခြင်းရောက်ပိုင်ခြင်းများပိတ်ပင်ခြင်းနောက်ဆက်သွယ် ရင်နှီးပညာကိုအသုံးပြုအကျန့်ဖက်ခြင်းဆိုဒီမှာလေမီဒီယာပေါ်မှာအကျန့်ဖက်ခြင်းများကိုဆိုလိုပါတယ်။ ဟုတ်ကဲ့ပါဆရာမရှင်လူမှုဝန်ထမ်းဦးစီးဌာနကနေကျမအခြေပြုအကြမ်းဖက်မှုတိုင်းစာတွေကိုဘယ်လိုနည်းလမ်းနဲ့လက်ခံရရှိပါသလဲရှင်ကဲ့ပါရှင်ကျွန်တော်တို့ GBV တိုင်းစာတွေကိုလက်ခံရရှိမှုအနေနဲ့ကတော့တိုင်းပြည်သားကြီးဒီနယ်လူမှုဝန်ထမ်းရုံးများသို့တိုင်ရလာခြင်းမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကိုတိုင်ရလာခြင်းနောက်လူမှုဝန်ထမ်းကစေရင်းနဲ့ပြန်လည်နေရာချသားရေးဝန်ကြီးဌာနကိုတိုင်ရလာခြင်းနောက်တစ်ခုကမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်မှတစ်စည်းတိုင်ရလာခြင်းနောက်က helpline လို့တင်တိုင် ရလာခြင်းလိုပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်ကြားမအခြေပြုအကြမ်းဖက်မှုတွေကိုတိုင်ကြားလာပြီဆိုရင်ဘုံမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ဤသည့်နီလန်းတွင်ဖြည့်ရှင်းဆောင်ရွက်ပေးပါကြလဲရှင် ဟုတ်ကဲ့ပါရှင်ကျွန်တော်တို့ကမျိုးသမီးများနဲ့မိန်းကလေးငွေရည်တွေပေါ့ကျောင်းမအခြေပြုအကျန်းဖက်မှုများနဲ့ဆက်လင်းပြီးတော့ချိုတင်ကာကွယ်ခြင်းတားဆီးခြင်းတွပြပြခြင်းတို့သက်ဆိုင်ရာအစိုးရဌာနများအစိုးရအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်လူမှုမီဒီယာဥပဒေဌာနအနေဖြင့်အကျန်းဖက်ခံရတဲ့မျိုးသမီးများနဲ့မျိုးသမီးငယ်ရွယ်များအတွက်တိုင်းဒေသကြီးပြည်နယ်ခရိုင်များမှာ case manager များအားလက်ချေတာဝန်တာဝန်ပေးအပ်ပြီးနောက်လို့ဆောင်ရွက်ပေးလျက်ရှိပါတယ်ယာယီလုပ်ငန်းရေးနေရာများကိုစီစဉ်ပေးခြင်းလူမှုမီဒီယာဥပဒေဌာနအနေဖြင့် ဲ့ကြမ်းမခံရတဲ့အမျိုးသမီးများနဲ့အမျိုးသမီးငယ်ရွယ်များအတွက်နောက်ခုရနေရာများနဲ့ဝန်ဆောင်မှုများအားပံ့ပိုးဆောင်ရွက်မှုပေးနိုင်ရန်အတွက် One Stop Women's Spoke စံတာ OSWSC ကိုရန်ကုန်မန္တလေးဗောလင်မြိုင်လာရှိုးမုံရရိုက်ကောစစ်တီမျိုးတွေမှာဖွင့်ထားရှိပြီးတော့ကျမကြီးဆောက်ဆောင်မှုပြေးကြီးစိတ်လူမှုပိုင်းဆိုင်ရာပတ်မှုမှုပြေးကြီးတရားရေးဆိုင်ရာကိစ္စများကိုကြီးဆက်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။နောက်ကျမကြီးဆောက်ဆောင်မှုကိုကြီးဆက်ပေးနေနေရမှာဆိုလို့ရှိရင်ကျမကြီးဆိုင်ရာစိတ်ကူးစားမှုကို ပြုပို့ဆက်ဆက်ပေးခြင်းရေမန်းဆိုင်ရာအကြံဖတ်ခံရပါကရေမတဆင်ကူးဆက်တတ်သောယောဂများဤအခြားကူးဆက်တတ်သောယောဂများကာကွယ်မှုရရှိစေရန်ပြုပို့ပေးခြင်းမလိုလားအပ်သောကုန်ငွေရရှိစေရေးအတွက်တိုတေကာဝယ်မှုရှိစေရန်ပြုပို့ချစ်ဆက်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါသည်။နောက်တရားရေးဆိုင်ရာကိစ္စရာများကိုကျွန်တော်ချစ်ဆက်ပေးပါရရှိ။အဲဒါဆိုလို့ရှိရင်တရားရေးရဲ့ကိစ္စများမှာလက်လန်းမီရရှိရချစ်ဆက်ပေးခြင်းအမှုဖွင့်လို့ပြီးအမှုဖွင့်ထားခြင်းမရှိပါကသက်ဆိုင်ရာရေစကန်များနဲ့ချစ်ဆက်ဆောင်ရွက်ပေး င်းချင်းအမှုနေဆိုင်ရာအထောက်အပံ့ဖြစ်စေရေးအခမ်းအနားရှိနေရရှိရေးအတွက်ချစ်ဆက်ဆောင်ရွက်ပေးခြင်းဥပဒေပိုင်းဆိုင်ရာပံ့ပိုးမှုတွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။စိတ်ဘူးဘူးပိုင်းဆိုင်ရာပံ့ပိုးမှုတွေနဲ့ကတော့စိတ်ဖြစ်စေမှုရှင်းချစေရေးရေဆိုင်တွေတွေ့နေရတဲ့အခက်အခဲများအောင်မှန်ကန်စွာပြုပြင်ဖြစ်ရှင်းနိုင်ရေးကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုစိတ်ချနေမြောက်ရှိစေရေးတင့်မြော်မှန်ကန်တဲ့ဆုံးဖြတ်ချက်များကိုချနိုင်ရေး အင်းဒီကလုပ်ငန်းဆောင်တာများကိုပုံမှန်ဆောင်ရွက်နေရတဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။အခြားဆောင်ရွက်မဆောင်မှုတွေပြီးတာကတော့ရေမဲဆိုင်ရာအကြံဖက်ချင်နောက်ဆက်တွဲရရှိလာတဲ့ ပုံရင်အားကောင်းမှုဆောင်မိဖွားနိုင်ရေးအတွက်လိုအပ်သူများလိုအပ်သည့်များကိုပံ့ပိုးပူညီပေးခြင်းမိဖွားလာသည့်ကလေးအားဆောက်ရှောက်ရန်အခက်အခဲရှိပါကကလေးကုစုရေးဌာနများတွင်ဆောက်ရှောက်ပေးခြင်းလူမှုကျွမ်းကျင်ရသောမိန်းကလေးများပညာရေးအခွင့်အလမ်းဆုံးရှုံးပါကပညာရေးဆက်လက်သင်ကြားနိုင်ရေးတွင်ပညာရေးဌာနများတွင်ချစ်ဆက်ဆောင်ရွက်ပေးခြင်းကျွမ်းကျင်ရသူများနှင့်တက်သေးများတက်သေးများတွင်မတန်ဆွမ်းသူနားမကျောက်သူဖြစ်ပါကအမှုစစ်ဆေးရန်နှင့်တရားစီရင်ရန်အတွက်အစီအစဉ်ရန်အတွက်လူမှုဝင်နှင့်ဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးတဲ့ Sign Language Supporter များဆင်းလို့ပြီးဘူမီဆောင်ရွက်ပေးခြင်းတွေကိုပြုလုပ်ပေးပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ခုလိုမျိုးအသိမြညာမျှဝေပေးတဲ့အတွက်ဆရာမအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ Super Tosho ဆွေးနွေးမှုတို့ကို Wheelet Tayawari Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။